လူတွေကမေးကြမြန်မာပြည်ကကျွန်တော်ရောင်းတာဘေရုတ်တွေဘေရုတ်တွေ vintage တွေပေါ့ vintage တွေနောက်ပြီးအသားလုံးတွေငပြာရီကျော်တွေအဲလိုမျိုးအိမ်လေးလောက်ခါလေးတွေရောင်းခဲ့ပူပါတယ်။ရောင်းခဲ့တော့အဲအဲတုန်းကဈေးကငငယ်လေးကရောင်းခဲ့ရတာကျွန်တော်ကဟိုအဖေဆုံးသွားပြီးဘေးက၄တန်းနှစ်မှာဆုံးတာကျွန်တော်၉နှစ်သားမှာဆုံးတယ်ကျွန်တော်၆တန်းနှစ်ထဲအမေနဲ့အတူတူဈေးရောင်းခဲ့ရတယ်။နောက်ကိုကိုတိုင်းလည်း ဈေးတွေရောင်းခဲ့ရတော့ဈေးရောင်းတဲ့ပညာကတော့နောက်ဆုံးအချင်းမစူရတော့ဘူးဘာမှလည်းမဖြစ်ရတော့ဘူးဆိုကျွန်တော်ဈေးရောင်းစားမှာပေါ့လူတွေကမေးကြတယ်မေးကြတယ်ဘယ်လိုကျွန်တော်လဲအရင်ကအာတကယ်ချင်းဆိုင်ကိုတွေ့ရင်းနဲ့ တကယ်ချင်းနေနဲ့သွားရင်းနဲ့ဒီတိုင်းကျွန်တော်ကအနောက်ကနေဝင်ဝယ်ပြီးတော့အာထားပါတော့ဟိုဘယ်လိုရှိတယ်ဘယ်လိုအဲ့တော့အနောက်ကတကယ်ချင်းတိမိတ်ဆွေတွေအောင်နေရိုက်ထားဗီဒီယိုရိုက်ထားပြီးတော့သူကအဲ့လေတင်လိုက်ဆိုတော့အမှန်တော့ကျွန်တော်လည်း caption ရေးတာမှားသွားအမှန်တော့အဲ့ဒါနဲ့ကျွန်တော်မေးကြအင်တာဗျူးတွေကလည်းတချို့အင်တာဗျူးသမားတွေကလည်းမီဒီယာတွေကလည်းလာတယ်အခုဈေးရောင်းတယ်လားမဟုတ်ဘူးကျွန်တော်ဈေးမရောင်းဒီတိုင်းရှောက်ပြီးသွားလိုက်တာဟောအဲ့လိုမျိုးပြောလိုက် ဒီတိုင်းအရင်တည်းကလည်းဈေးရောင်းခဲ့တဲ့အခန်းရှိတော့ဒါတော့အစိတ်ဝင်စားမှာပဲဒါပေမဲ့သို့တော့အဲ့လိုမျိုးလေးဖြတ်တန်းနေရလဲကောင်းတယ်ဘာလို့လဲဆိုတော့အေးချမ်းတယ်ဗျာအဓိကတော့လက်ရှိဘဝမှာရောနောင်လာမယ့်ဘဝတွေမှာရောလက်ရှိပြစ်ဆုံးပတ်မှာဘသူ့မှာဒုက္ခမပေးဘဲနဲ့အာကိုဘဝနဲ့ကိုအေးအေးဆေးဆေးရပ်တည်နေနိုင်မယ်ကိုတချင်းနေဆက်ထွက်နေမယ်ဆိုရင်ဒါကောင်းပုံနဲ့လေကျွန်တော်အဲ့တိုင်းပဲသွားတော့မှာဟုတ်ကဲ့ပရိတ်အရင်တော့အဲ့ဒီကိုပင်းကြီးတွေပဲရောင်းတယ်ဟုတ်ကဲ့ဘာတွေရောင်းခဲ့ဘူးလဲ အများကြီးပဲကျွန်တော်ရောင်းတာဘေးရုပ်တွေဘေးရုပ်တွေ vintage တွေပေါ့ vintage တွေနောက်ပြီးအသားလုံးတွေငပြာရီကျော်တွေအဲလိုအိမ်လေးလောက်ခါလေးတွေရောင်းခဲ့ပူပါတယ်ရောင်းခဲ့တော့အဲအဲ့တုန်းကဈေးကငငယ်လေးရောင်းခဲ့ရတာကျွန်တော်ကဟိုအဖေဆုံးသွားပြီးအဖေက၄တန်းနှစ်မှာဆုံးတာကျွန်တော်၉နှစ်သားမှာဆုံးတာကျွန်တော်၆တန်းနှစ်ထဲအမေနဲ့တူတူဈေးရောင်းခဲ့ရတယ်နောက်ကိုကိုတိုင်းလည်းဈေးတွေရောင်းခဲ့ရတော့ဈေးရောင်းတဲ့ပညာကတော့နောက်ဆုံး အချင်းမဆူရတော့ဘူးဘာမှလည်းမဖြစ်ရတော့ဘူးဆိုတော့ကျွန်တော်ဈေးအောင်စားမှာပေါ့အဲ့လိုလဲဆိုတော့လုတ်ခဲ့ပြီးပြီလေတက်နေတဲ့လောက်လုတ်ခဲ့ပြီးပြီဘာမှနောက်ပြန်လှည့်ကြည့်လိုက်လို့ကိုယ့်တချင်းတွေကလူတွေကြားထဲမှာဟုတ်တယ်ဖြစ်ဖြစ်လိုက်ဒီလိုလုတ်ခဲ့တယ်ဆိုရင်ရပါပြီရှေ့ဆက်အောင်မြင်တော့လဲကိုကံပေါ့မအောင်မြင်လဲကိုအာထိုင်ပြီးဆွေးပြီးထိုင်ပြီးညစ်နေလို့မရအောင်အလုတ်ကတော့လုတ်အောင်ပါပဲမသေးခင်တော့လူတိုင်းကအလုတ်လုတ်ကြအောင်ပါပဲကိုသွားတဲ့လမ်းကြောင်းပေါ်မှာမူတည်ပြီးတော့အာပျော်ပျော်နေဖို့ပဲအရေးကြီးတာပါဟုတ်ကျွန်တော်တော့ဘုရင်ပြောလို့ရှိရင် အလုတ်ကိုအလုံးနဲ့တူအောင်လှုပ်ချင်တယ်သချင်းကိုဖန်တီးချင်တယ်သချင်းနဲ့ပတ်သက်ပြီးတော့အော်နောင်နာရတဲ့သချင်းမျိုးတွေတော့မဆိုချင်ဘူးနောက်ပြီးတော့ toxic ဖြစ်မဲ့သချင်းမျိုးတွေလည်းမဆိုချင်ဘူးအဲ့လိုပေါ့နော်ခွန်အားဖြစ်စေမဲ့သချင်းတွေနောက်ပြီးလွမ်းဆိုရင်လည်းလွမ်းမယ်ဆွေးဆိုရင်လည်းဆွေးချစ်ဆိုရင်လည်းအရန်ချစ်ပြက်အဲအဲ့လိုမျိုးလေးတွေနဲ့နောက်ပြီးတော့ဓာတ်နာတွေပေါ့နော်အဲ့လိုမျိုးလေးတွေဆိုဖြစ်ပါတယ်ဆိုဖြစ်တယ်ဆိုတော့ကျွန်တော်နောင်နာရတာတော့ ကျွန်တော်ရှိမှမဟုတ်တော့ဘူးဒါပေမဲ့မသေးခင်မှာကျွန်တော်တို့ဘယ်လိုမျိုးလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းမလဲဘယ်လိုမျိုးလေးတွေအော်အနုပညာလောကမှာယက်တီမလဲဒီအောင်မြင်သည်ရှေ့လျှောက်လဲကျွန်တော်တို့မအောင်မြင်လဲကျွန်တော်ကတော့မိသားစုပေါ်မှာအော်အတက်နိုင်ဆုံးအကောင်းဆုံးတော့ရှာဖို့ကြိုးပမ်းမယ်အော်စီးပွားရေးတစ်ခုလဲတည်တည်ချာချာလုပ်မှရတော့မယ် ှိတည့်ရမှာခံယူတာကတော့ဂျင်းစီရာတခုကတော့ကျွန်တော်တို့ထားပါတော့အောင်မြင်သည်ဖြစ်စေမအောင်မြင်သည်ဖြစ်စေတော်တော်များများကတော့ကျွန်တော်တငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်တော့လကောင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့လကောင်းအရန်ဝေးသွားတယ်လို့ခံစားလဲကျွန်တော်ကတော့ဖုန်းတွေနဲ့တချို့ဖုန်းတွေဆိုကျွန်တော်မဆက်ဖြစ်တော့ဘူးဘာဖြစ်လို့လဲအမ်ဒီချိန်မှာဟိုကိုယ်မလိုလားအပ်ဘူးမလိုဘူးထင်လို့ရှိရင်မဖိတ်သိမ့်ဘူးထင်တဲ့ပွဲတွေဆိုလဲကျွန်တော်ကနားလည်ပြီးတယ်။အားကြောင့်လဲကျွန်တော်ကိုလည်းမိကောင်းမိနေလူဆိုတာလည်းအမြဲတမ်းဖုန်းကွန်တက်လေးရှိနေမှာ နေကောင်းလားကျမ်းမာလားစားပိပီလားဆိုတဲ့စကလုံးတွေနဲ့စတာဆိုတော့ဘလို့အကောင်းမဆုံးဖြတ်တန်းမလဲဘလို့မျိုးဆက်ရှောက်မလဲဘာတချင်းတွေဘလို့ခံယူချက်တွေနဲ့ဘလို့တချင်းတွေကိုဘလို့စုမလဲဆိုတော့စိတ်ပဲရှိရော်ဟောတချင်းတွေနဲ့လည်းဖြတ်တန်းရတယ်ဒီဘက်ပြောရင်တော့ဒီကျွန်တော်တို့ဟိုမြန်မာနိုင်ငံရဲ့အာခီရီစီကြောင်းရကြတော့ခွေရလည်းနားမထောင်ကြတော့လीအဲ့တော့ music ် online platform တွေမှာပဲနားထောင်လာဖြစ်တော့တော့ကြောင့်အဲ online platform မှာငါတချင်းလေးတွေဘယ်လိုကြံအောင်လုပ်အောင်မလဲဆိုတော့စိတ်ပဲရှိတော့ဟိုလိုမျိုးကြီးအရင်ကြီးတွေးတောစရာကြီးမရှိတော့ဘူးအဲကြောင့်မို့အခုလက်ရှိနေထိုင်နေဘဝအရင်အောင်အေးချမ်းပါတယ်အရင်လည်းအဆင်ပြေတယ်အရင်လည်းပျော်ရွှင်ပါတယ်ဟုတ်ကဲ့အခက်ကဲသူ့ရှိမှာအခက်ကဲတခုခုဖြစ်နေရင်လည်းသူ့ကိုညီတဲ့ pride ကလည်းရှိတော့အဲ့ဒါလေးတွေလည်းအဲ့လားလေးနဲ့ပဲဟုတ်တယ်အဲ့ဒီဟာလေးနဲ့အစားထိုးပြီးတော့သွားတာပေါ့။ဟောငါကူညီခဲ့တာပဲငါအဲ့လောက်တော့ဒုက္ခမရောက်ပါဘူး။ငါလူတိုင်းပေါ်မှာ စိတ်နှလုံးကောင်းနဲ့ရှင်သန်ခဲ့ပြီးတယ်အခုမရှင်သန်လဲကိုဘာမှဖြစ်တော့ဘူးဘာလို့လဲဆိုတော့တခုပဲပြောကွာရလို့မှုနဲ့ပေါင်းသိနဲ့မိတ်ဆွေတွေလဲဆာလို့ရှင်မရဘဲနဲ့ပေါင်းသိနေတဲ့မိတ်ဆွေတွေနဲ့တကြက်ရှိတကြက်အတူတူစားမယ်ဆိုတော့ပုံစံအပူကောင်းပါတယ်အဲ့တော့ကြောင့်ဟိုခန်းနားနေကြလည်းမလူရှင်တော့ဒါမဲ့အာလူဆိုတာလည်းကြာချင်းရေချာကြီးသလိုပဲလေအဲ့လိုမျိုးအောင်မြင်လာအောင်မြင်လာသလိုဘယ်လိုသွားရမလဲဘယ်လိုနေထိုင်ရမလဲဆိုတာတော့အာကျွန်တော်အဲ့ဒီဟာတော့ကျွန်တော်ပိုင်ကျွန်တော် အဆင်ပြေအောင်နေထိုင်နေဟိုအရန်ကြီးဗျာပုံမလေးပြောလို့ရှိရင်ဟိုခန္ဓာကြီးကိုဒီဟိုဘယ်လိုပုံစံနဲ့တက်မလဲအဲ့လိုမျိုးကိုတက်ခွင့်မရတော့ပုံဘယ်လိုပြောမလဲဟိုလက်လန်းမမီတဲ့နေရာကိုကျွန်တော်မသွားတော့ဘူးအဲ့လိုတော့အရင်တော့ဆိုရင်တော့ကျွန်တော်သွားတယ်အမ်အခုကျတော့အဲ့လိုမဟုတ်တော့ဘူးတချင်းပဲလုပ်ချင်တော့တာအဲ့ကြောင့်တချင်းနေလုပ်မယ်စီးပွားရေးလုပ်မယ်လက်ရှိဘသူ့ကိုကူညီရမလဲကိုနဲ့ပတ်ဝန်းကျင်မှာဘသူနဲ့အဆင်ပြေအောင်နေမလဲဆိုတော့စိတ်နေလည်းသွားတော့တယ်အဲ့လိုမျိုးပဲရှိပါတော့ဟုတ် ဆွဲလိုက်ပြီเนาะဒါအချက်ပေးကြရတော့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာအော်ဒီစီဇန်လေးကိုကြည့်ရှုနေတဲ့မိသားစုညီကောင်မောင်နှမတွေအားလုံးကျွန်တော်တချင်းနေအများကြီးလာပါမယ်အာတိခံပြီးတော့လည်းစောင့်ပေးပါလို့ကျွန်တော်ရဲ့ fan တွေကိုလည်းပြောချင်ပါတယ်ကျွန်တော်အကောင်းဆုံးဆုံးတချင်းနေနဲ့ပြန်လာခဲ့ပါမယ်အားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေကျမ်းမာရေကိုစိုက်ကြပါဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ